ီဘက်ကမောင်မောင်ရဲ့ဒီဘက်ကထောင်ထောင်ရဲ့သူတို့နှစ်ဦးစီမှာသူတို့နဲ့တက်ဆိုင်တဲ့ generation လေးတွေကိုယ်စီရှိတယ်ဗောနော်ဒါ ਉਹ မောင်မောင်နဲ့ထောင်ထောင်ကမြင်းမြင်းချင်းအချစ်တွေတိုးပြီးတော့ပေါက်ဖက်ကြမယ်ဆိုရင်ပြိတ္တကြီးအယောက်တရာရဲ့အဖြေကဘာဖြစ်မယ်လို့ထင်တော်တော်များများက second marriage life ဆိုရင်ဘာဖြစ်တယ်လဲဆိုတော့ကြောက်ကြတယ်ဗောနော် ဒီနေ့ကမြန်မာပြည်မှာဆန်ဆန်တင်အဖြစ်ဆုံး second marriage life ကပေါ့နော်ပြောစရာကောင်းသလားမကောင်းလားဆိုတာကျွန်တော်ဒီနေ့ react လုပ်ပေးမှာဖြစ်ပါတယ် okay let's go ဟမ် 2S 4399 ါတဲ့အိမ်မှာအကျန်းစီးတာပေါ့ကွာမိသွေးတဲ့စီးရကားတို့သမီးရပဲရောက်ပါကျွန်တော်ဘယ်လိုပြောတကားလည်းမစီးတာ င်မတန်နာမည်ကြီးတဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးပဲဖြစ်နေပါစေအင်မတန်နာမည်ကြီးတဲ့အမှုပညာရှင်ကြီးပဲဖြစ်နေပါစေမိမအူတော့ကြောက်ရပါတယ်မိကလေးတွေကြတော့လေငါပြောပြမယ်ကွာတိရသူတို့ကိုစိန်တစ်ခတ်ပေးမာတို့တိရမလက်စွကြီးပေးမာတိရမကားကြီးတွေဝယ်ပေးမာတို့အတို့ကအဲ့ဒါကိုကြွေတာမဟုတ်ဘူးကွာတိရသူတို့ကဘာကိုကြွေလဲဆိုအယောက်ကြားတွေရဲ့ယောက်ကြားတွေရဲ့မတိလိုက်မတိပါတာအဲမတိကွာဆရာကြီးတို့ပါ ဆိုတော့အဲ့လိုမတိလိုက်မတိပါတာလေးတွေအဲ့လိုဂယုဆိုင်ပြီးအဲ့ကဲလောက်တာသူကကြွေတာငါကြီးတို့ကြုံတော့ပြတ်ပါလိုက်မယ်မင်းတို့ကြီးကောင်းပါလေတရားကိုမင်းတို့ကြိုက်တော့မယ်ဆိုရင်နေရငါမှပတ်ဆက်မရှိဘူးလေတရားငါငါသူ့ချီနေနဲ့ငါအချီခေါင်းနဲ့မထက်နဲ့ပြိုင်မဲ့ကွန်ပီတာရှိတာမဟုတ်လားဥပမာမင်းနဲ့မောင်မောင်နဲ့ကပြိုင်ပြီးတော့ကောင်းပါလေကိုင်းကိုမင်းတို့ကြိုက်တယ်ဆိုရင်အဲ့ဒီကိုင်းကဘောက်ကြိုက်လဲဆိုတော့အဲ့မင်းသူ့ကိုဂယုဆိုင်တာကိုကြိုက်ဆို anyway ထားရတော့ rice တွေများတာပေါ့ဘယ်သူရိုက်တာလဲရိုက်တယ်လို့ပြော sorry sorry နော် sorry နော်မိကလေးရရဲ့အိမ်မက်လို့ပြောလို့ရတယ်။ဂျေးစ်ဘွားနိုင်ကောက်ပတ်ပြီးတော့ဘလော့ reality အဲ့ဒါအဲ့ဒါလည်းငါပြောဦးမှာကွာအဲ့ဒါလည်းငါပြောမင်းတို့အဲ့ဒီမင်္ဂလာဆောင်နေမှာကွာတည်ရအဲ့လိုမျိုးခမ်းမကြီးတွေဝင်လာရင်လေတည်ရမှာမြေနေကမျက်မှန်တက်ကမယ်လို့အဲ့ဘယ်သူကဆလိုက်လဲမသိဟာကြည်နေတာကြာပြီတည်လား you're my Sunshine, you're my best times, you're my anomaly. And I choose you in a hundred lifetimes. <laughs> tried to find you and I'd say I do. 你阿妹子，我话你嘅咩？你你嘅咩？你嘅咩咩得啦？他话咯，佢话你阿妹子，你嘅咩咩？生鸡子俾到我阿大爷，阿大爷咪撇地我阿妈依个。杜卡迪老弟。 every breath you take သုံးနေကြလက်သုံးစကားတစ်ခုဖြစ်တဲ့အတိုင်းဘာကိစ္စမဆိုမိမသဘောဆိုတဲ့စကားကိုလည်းတစ်သက်လုံးပြောသွားမယ်တမျက်နှာတစ်ချက်အညှိုးမခံရအောင်ချစ်ပေးတဲ့အတွက်အမြဲတမ်းကျေးဇူးတင်ပါတယ်စကမ်မေရိရှ်မှာအရင်ကပြောချင်တာတော့အဲ့ဒါပါလားသိရမလား မိန်းကလေးတွေပေါ့နော်ဒါ second marriage ဆိုရင်ဒီ life ကြီးကိုတော်တော်များများကတိတ်ပြီးတော့အရေးဆုံးအမှာဟိုဒါတိုက်တွန်းနေတာတော့မဟုတ်ဘူးပေါ့နော်တိုက်တွန်းလောက်ကြပါလို့တော့နှုံဆော်နေတာတော့မဟုတ်ဘူးဒါပေမဲ့ second marriage life ကလည်းတကယ်တမ်းသူနဲ့ကိုယ်နဲ့စိတ်တူကိုယ်တူ ဖြစ်မယ်ဆိုရင်ပျော်စရာကောင်းပါတယ်ဆက်ကြည့်လိုက်ပါဦးအဲ့တော့မိမဘက်ကလည်းပဲမောင်းပေါ်မှာဟိုတရားမပြတ်ဆက်ချစ်သွားပါမယ်လို့ this is more than just a love show လို့ wedding this is into eternity Ồ, tụi nó là cây mù lì dò nè Our union we à. Ê Ồ, cái lê đi, cái lê đi, cái lê đi Ồ, thì bác à, ngã bây luôn bây giờ Ngã dò mới ngã kèm ra đi tỏa Nó chết chá hả เนาะတယောက်တယောက်ချစ်တာကောင်းပါတယ်တယောက်တယောက်အမိုးမပွားကြပါနဲ့ငါ့ကိုလည်းချစ်ပါငါလည်းမင်းတို့ပြန်ချစ်ပါမယ်ဒါမဲ့ဒီလိုတော့နန်းလို့တော့မရဘူးကောအဆင်ပြေ live on our knees and he choose us in a hundred lifetimes he choose and as we boyly la ပြီးတော့တခြင်းဆိုဖို့ဖိတ်ကြားတဲ့အချိန်မှာကျွန်တော်တမျိုးပြန်စဉ်းစားတယ် သူများအကျိုးဆောင်တဲ့ခါကျတော့ကို့အကျိုးများအောင်မလားဆိုပြီးတော့ဗောလေဟုတ်တဲ့ဂျေမာဗောနန်းတေမုံသူကြီးလေ မနန်းတင်မိုးသူလေအောက်သက်ကြည်ပါဗောဩနောက်တစ်ခုကမအပေါ်မှာရောမိသားစုပေါ်မှာရောအထူးသဖြင့်ဒါလေးပေါ်မှာရောအားလုံးအားလုံးတာဝန်ကျေပေးတဲ့အတွက်တကယ်ကိုအိမ်အောင်ဦးစီးတယောက်အနေနဲ့ဒီလက်မထက်ခင်ကတဲ့ကကိုအဆအဆအရာရာမိသားစုအတွက်စဉ်းစားပြီးအားလုံးစီမံပေးတဲ့အတွက်ကော ကျေးဇူးအများကြီးတင်ပါတယ်။သားလေးကိုလည်းတကယ်သားရင်းတယောက်လုံးစေတနာတွေထားပေးတာမှအသိဆုံးပါ။အဲ့ဒါတွေအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်။ပြောချင်တာအဲ့ဒါပေါ့နော်။တော်တော်များများက second marriage life ကိုဖျက်ဆီးကြပြီဆိုရင်တော့အဲ့လိုနားလည်မှုတွေပို့ပြီးတော့တော့ပေးရတယ်ပေါ့နော်။ဘာဖြစ်ချင်းလဲဆိုတော့ကိုကလည်းသိရမယ်။ကိုဘာဖြစ်ချင်းတယ်လဲဆိုတော့သူ့ကိုလည်းသိရမယ်။ပြီးလို့ရှိရင်ပို့ဖို့လည်းလည်းပြောသိတယ်မလား။အခုမင်းတို့သမီးစာ ဘဝဖြစ်တယ်ဆိုရင်အဲ့သမီးစားဘဝမှာလည်းငါတော့ဒါရိုက်တာတွေမကြိုက်ဘူးနင်ကတော့ဒါရိုက်တာတွေမကြိုက်ဘူးโอเคအဲ့တော့ဆိုတော့ငါတို့ဘလို့လေးညှိကြမှာအဲ့လိုလေးသွားတာပို့ပြီးတော့ကောင်းတယ်ပေါ့နော်ဟိုလိုမျိုးကြီးဒီနေ့တွေ့တယ်မနက်ဖက်ယူလဲယူပြရပါတယ်ပါ तू ကချမ်းသာပါတယ်အဆင်ပြေပါတယ်ပါညို့ဆိုပတ်ဆက်ရှိတိုင်းလဲမင်းအိမ်တော်ကြီးကအဆင်ပြေတာမဟုတ်ဘူးဒီလား first marriage မှာမင်းတို့အဆင်မပြေဘူးဆိုရင်တော့ second marriage မှာကကိုနဲ့အန်ကိုက်တဲ့သူတွေ့ရင်လည်းတွေ့သွားနိုင် ဒါကိုဘကတော့လိုတာပေါ့နော်ကိုဘကတော့အဲ့လိုမျိုးကန့်လိုက်ဗီဒီယိုဆောင်ကြီးသွားပြီးတော့ကောင်းတဲ့သူတွေရင်မကျဲတဲ့သူတွေအမျော်မြင်ရှိတဲ့သူတွေလိုချင်တယ်လို့လည်းမရဘူးပေါ့နော်ဆိုတော့ကိုကဒီ live ကိုသွားခြင်းနဲ့ဆိုရင်ဒီရဲ့ class ကိုသွားခြင်းနဲ့ဆိုရင်အဲ့ဒီ class မှာကျင့်သုံးတဲ့အကျင့်သုံးတွေကိုစီပါလဲရှိရမယ်ဈေးဆိုင်မှာဈေးဝယ်မယ်ဆိုရင်တော့မှပဲဘာရင်လောက်ကအတိလားပတ်စံပြီးရတယ်မင်းပတ်စံပြီးတော့မှအဲ့အဲ့ဒီပစ္စည်းပြန်ရတာလေဟုတ်တော့မလား သွားပြီးတော့ကျွန်တော်ဒီဟာထထုတ်ပေးနောက်နေ့မှလာပေးမှဆိုဆိုင်ရှင်အမေကျုံးပါဗောတော့မလားအဲ့ဒီသဘောတရားအတိုင်းပါပဲဆိုတော့အဲ့လိုလူနှစ်ဦးပေါင်းဖက်ကြတယ်မသိဘွာငါငါငါတော်တော်တဲ့ငါဘိသိစရာလိုလိုဘာလိုလိုဖြစ်လာပြီမဟုတ်သေးပါဘူးဟုတ်ကဲ့ you are she shall she shall မောက်ချစ်တူရုပ်ကြီးပြီးပါတော့အမေအလားဆုံးသတို့သမီးလေးဖြစ်အောင်အဲ့ဒီချစ်ဒီနေ့မှာ အဲ့ဒီချစ်ချင်းဆိုတဲ့အရင်းမြစ်လေးတစ်ခုကြောင့်ဒီပွဲလေးကိုမောင်ဘုလိုအကောင်းဆုံးဖြစ်အောင်ဖန်တီးခဲ့တာဒီချစ်ချင်းရဲ့နောက်ကပါပဲအလားဆုံးသတို့သမီးလေးဖြစ်အောင်လို့လေမောင်ကိုယ်တိုင်ပဲစိတ်တိုင်းကြအကောင်းဆုံးနေဖန်တီးခဲ့တာအဲ့အားလုံးကမောင်ရင်ကချစ်ချင်းတွေကိုဖော်ပြခြင်းလို့ဒီနေ့က ဒီမှာအရင်အိမ်တော်စီရတဲ့ဘလောက်ရလိုက်လဲဆိုတာတွေမေးကြတာရှိတယ်အိမ်တော်ကိုရတဲ့အချိန်မှာအရင်အိမ်တော်ကျတယ်ဘယ်တစ်ချက်မှမတောင်းခဲ့ပါဘူးတဲ့သူတို့ကြည့်နေရင်လည်းသိမယ်တဲ့အမကသားကိုကိုးလာမှရင်စစ်စင်းရဲမှုတွေနဲ့တွေ့နေရလို့ကိုတို့ခုလုံနေမိတဲ့အချိန်မှာအမေနဲ့ဖေကအရန်ကောင်းနေတယ်တမိစစ်စင်းရဲနဲ့ပြန်လာခဲ့ပါဆိုပြီးဆင်းလာခဲ့တာပါတဲ့ဟိုဘက်ကလွတ်ထားတယ်သူကဘာမှလုံးမရှိစင်းမပြပြတတ်လာမယ်လေးဘက်တော့ပြန်တက်လာမယ်လိမ့်မယ်ဆိုတဲ့စကားကိုအရန်စိတ်နာခဲ့အဲ့ဒါပဲနော်လူတယောက်ကတိုးတက်ကြီးဖို့အောင်မြင်ဖို့ဆိုရင်စိတ်နာတတ်ဖို့လိုတယ်ကွာသိလား စိတ်နာတာနဲ့အညှိုးတေးထားတာနဲ့မတူဘူးကွာသိလားတချို့ကြတော့အဲ့ဒါရောပြန်ပြီးတော့ဂလဲစားခြေဖို့လည်းမဟုတ်ဘူးသူတို့ပြန်ပြီးတော့အညှိုးတေးထားပြီးတော့ငါဘယ်လိုပြန်လှုပ်လိုက်မယ်ဆိုတော့စိတ်နဲ့လည်းမဟုတ်အဓိကစိတ်လေးပဲနာသွားရှင်းပြောချင်ရင်တော့ကိုယ့်ရဲ့ life မှာအဲ့ဒီဟာက sprint တစ်ခုလိုပဲကျွန်တော်လည်းအဲ့လိုဒီကျွန်တော်မှအဲ့လိုမျိုး sprint နေအများကြီးရှိတယ်ပေါ့နော်တို့ဒီဗမာလိုပြောရချင်စပလိန်ပေါ့ကွာစပလိန်ရဲ့သဘောတရားကသူ့ကိုဖိလိုက်ပြီဆိုပေသူကကန်တာလေ ဟိုက push ကဝေးယူရောက်သူကအဲ့ဒီသဘောတရားတိုင်းမှာကျွန်တော်တို့ရဲ့ live တီ live တီ live တီမှာအောင်မြင်ချင်တယ်ဆိုရင်ကျွန်တော်တို့အဲ့လိုမျိုး spray နေရှိဖို့လိုပါတယ်စိတ်နာတတ်ဖို့လိုပါတယ်နော်အောင်မြင်ချင်ရင်အောင်မြင်ချင်တဲ့စိတ်မရှိရဘူးအဆင်ပြေဘောင်းဝါစီလီရဲ့ပွင့်တော်မူညာမြတ်စွာဘုရားအားနမောစေရနာဇောစုမနောမြူလျက်ကြည်နူးသရာရှ िख ိုးကြတော့ပါယေရှုဘုရားနဲ့လက်ခံပါတယ် ကျွန်တော် social influencer youtuber စလုပ်မယ်ဆိုပြီးတော့အဲမလုတ်ခင်အချိန်နှစ်နှစ်လောက်တည်းရပါတော့ကျွန်တော်အမားရေးတဲ့စာတွေကိုကျွန်တော်ဖတ်တယ်ခေတုံးက Facebook ကနေပြီးတော့ live လွှင့်ပြီးတော့ရတနာရောင်းတာသူဒါအစောဆုံးလို့ပြောလို့ရတယ်ပေါ့နော်မနက်တမဟုတ်သူကတော့ဒါသူစီမှာလည်းဒါလေးရှိတယ်ဒီဘက်ကအကိုဒီမှာလည်းဒါလေးရှိတယ်ပေါ့နော်ဆိုတော့သူတို့နှစ်ယောက်ကဒါ second marriage live မှာပြန်ပြီးတော့ပေါင်းဆက်တဲ့အချိန်မှာတော်တော်များများသိကြတာကပြောချင်မကောင်းလို့သိထားတဲ့အချိန်မှာသူတို့နှစ်ယောက်သူတို့အတွေ့အကြုံကဘာဖြစ်သွားလဲသူကဘုံဆိုမျိုး nuclear ဘုံကြီးလို့ပဲအခုမှညာကစားတွေညာပြီး ဲတတန်းကြတဲ့သူတွေအဲ့လိုမျိုး broken ဘာညာတရကားတွေဂျားထဲမှာသူတို့အတော်ရလူတွေအားကြရတဲ့ကပယ်လို့ပြောလို့ရတယ်ဗောနော်အမောအကူရောလုံနာရှိရင်လည်းဝန်နာမိပါတောင်းပန်ပါတယ်ဆိုစကားတွေလည်းကျုံးနေပါပြီနှုတ်မရတော့လမ်းမှာတွေးလို့ရှိရင်လည်းတောင်းပန်ပါပဲเนาะဆိုတော့ဗီဒီယိုလေးစောင့်ကြည့်ပေးခဲ့တဲ့ချီချီမဲမဲတင်ပါတယ်အားလုံးပဲတက်တာပါ